ဟယ်လိုအားလုံးမင်္ဂလာပါအာဆီအမ်အမ်မီကနေမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့လာမယ့်မေလမှာအမေရိကန်နိုင်ငံမှာကျင်းပမယ် One Fight Night တမ်းပြန်ပွဲမှာ Team Fighter Fanon နဲ့ပွဲတည်ပေးလိုက်တဲ့အကြောင်းသူတို့လက်အုံးမှာဘယ်သူအသာစီးရသွားနိုင်မလဲ ဒါပြီးရင်တော့အဝအနေနဲ့ချန်ပီယံလူခွင့်ရပါမယ်မလားစားတဲ့အကြောင်းအရာတွေကိုတုံးသက်တင်ဆက်ပေးရမယ်အပြင်အဝလိုတငယ်ချင်းမျိုးရထားတာကံကောင်းတယ်လို့ပြောလာတဲ့မာတင်မူရင်ရဲ့အကြောင်းကော်နာမက်ဂရီကာကိုစိန်ခေါ်ထားတဲ့ဂျော့မက်စ်ဖီလေတို့ရဲ့အကြောင်းမျိုးကိုစူးစီးတင်ဆက်ပေးရမှာဖြစ်ပါတယ် အောင်လာအန်ဆန်းဟာဆိုရင်ပြီးခဲ့တဲ့ဇန်နဝါရီလ14ရက်နေ့တုန်းကထိုင်းနိုင်ငံမှာ Give to Give O နဲ့ထိုးတက်ခဲ့ပြီးပထမအချိန်မှာတင်အလဲထိုးအနိုင်ယူခဲ့ပါတယ်အဲ့ဒီပွဲအပြီးတိတ်မကြခင်မှာပဲအောင်လာဟာဆိုရင်နောက်ပွဲအတွက်စာချုပ်လက်မှတ်ထိုးထားပြီးဖြစ်ကြောင်းပြည်သက်တွေကိုလူမှုကွန်ရက်ကနေအတိပေးခဲ့ပါတယ် ပရိသတ်တွေကအောင်လာရဲ့နောက်ပြိုင်ဘက်ဟာဆိုရင်ရိုင်းနီယာဒီရိုက်တာနဲ့မင်ဒဝိတ်ခပတ်လူပွဲမဟုတ်သေးဘူးဆိုရင်တော့မှတရုတ်ဖိုက်တာဖန်ရုံနဲ့ဖြစ်လာနိုင်တယ်လို့ဆိုပြီးခန့်မှန်းခဲ့ကြပါတယ်။ခုတော့1 championship က အောင်လာရဲ့သွေးဆိုင်ကိုတရားဝင်ထုတ်ပြန်ကြေညာလာခဲ့ပြီဖြစ်ပါတယ်။လာမယ့်မေလ10ရက်နေ့မှာဆိုရင် One Fine Night တန်းပြိုင်ပွဲကြီးကိုအမေရိကန်နိုင်ငံ Colorado ပြည်နယ်မှာကျင်းပသွားမှာဖြစ်ပါတယ်။အဲ့ဒီပွဲမှာဆိုရင်အားလုံးခံမှန်းထားတဲ့အတိုင်းတရုတ်နိုင်ငံရဲ့ Fighter ကြီး Fan Ron နဲ့အောင်လာထိုးတက်သွားမှာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့လတုန်းကကျင်းပတဲ့ပွဲမှာလည်းပဲငကူကတော့အောင်လာနဲ့ဖန်းလုံတို့ကိုပွဲတည်ထားပေးတာပါဒါပေမဲ့ ဲ့ဖန်းတော်ကပွဲနာနီးမှကျမ်းမာရေးအခြေအနေကြောင့်နှုတ်ထွက်သွားခဲ့လို့သူ့နေရာမှာ give it to give out နဲ့အစားထိုးလိုက်ရတာပဲဖြစ်ပါတယ်။ အောင်လာတဲ့ဖန်ရုံတို့ဟာဆိုရင်အရင်ကတည်းကပွဲဖြစ်လာနိုင်တယ်ဆိုပြီးတော့တည်တင်းတွေထွက်ခဲ့ပူပါတယ်။ဒါပေမဲ့အမှန်တကယ်ဖြစ်လာခဲ့ခြင်းတော့မရှိပဲအောင်လာကဗီတလီဗစ်ဒစ်နဲ့တာတတိယမကြီးပွဲဖြစ်သွားခဲ့ပါတယ်။တရုတ်နိုင်ငံသားဖန်ရုံဟာဆိုရင်အောင်လာရဲ့ပြိုင်ဘက်ကြီးတွေဖြစ်တဲ့ရန်နီယာဒီရိုက်တာနဲ့ဗီတလီဗစ်ဒစ်တို့နှစ်ဦးစလုံးနဲ့ထိုးတက်ထားပူပါတယ်။ ဒါပေမဲ့နှစ်ဦးစလုံးကဖန်ရုံကိုချုပ်ကွက်နဲ့ပွဲသိမ်းအနိုင်ယူထားကြပါတယ်။တရုတ်နိုင်ငံသားဖန်ရုံဟာဆိုရင်ဝမ်ချန်ပီယံရှစ်မှာတော့၄ပွဲကစားထားပြီးနှစ်ပွဲနိုင်နှစ်ပွဲရှုံးထားပါတယ်။ဝမ်ချန်ပီယံရှစ်မှာအလေအလတ်အဆင့်ထက်မပိုတဲ့ဖိုက်တာတဦးပါ။သူဟာဝမ်ချန်ပီယံရှစ်ကိုမရောက်ခင်ကတော့ရလက်ကောင်းခဲ့ပြီးပွဲပေါင်း73ပွဲထိုးတက်ခဲ့ရမှာတပွဲတာရှုံးနိုင်ခဲ့ပါတယ် ဖန်ရုံရဲ့လက်ရှိအားနည်းချက်ကတော့ပွဲဝေးနေရတာဖြစ်ပါတယ်။အလေအလတ်ဖိုက်တာတဦးဖြစ်တာနဲ့အညီ1 Championship ကသူ့ကိုတိတ်ပြီးပွဲမပေးပါဘူး။နောက်ဆုံးထိုးတက်ထားတဲ့ Vitali Vidic နဲ့ပွဲဟာဆိုရင်ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလတုန်းကပဲဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းတနစ်ကြော်တော့မှနောက်တပွဲထိုးခွင့်ရလာတာပါ။တရုတ်နိုင်ငံသားဖန်ရုံရဲ့ကစားပုံကတော့ Stand Fine နဲ့ Grappling နှစ်ပိုင်းစလုံးမှာမြန်ပါတယ်လို့မြင်ပါတယ်။ အလဲထိုးနိုင်ပွဲတွေရှိသလိုချုပ်ကွက်နဲ့ပွဲသိမ်းထားတဲ့ပွဲတွေလည်းရှိပါတယ်။ချုပ်ကွက်နဲ့နိုင်တဲ့ပွဲကစုစုပေါင်း၈ပွဲအထိရှိတာကြောင့်မို့ ground ပိုင်းပေါ်အာတန်တယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့လည်း Rainier Director နဲ့ Vitaly Vitis တို့လိုအဆင့်မျိုးတော့လည်းမဟုတ်ပြန်ပါဘူး။ Firon ဟာဆိုရင်အောင်လာရဲ့နှပန်းစွမ်းရည်ကိုစမ်းတက်မဲ့ fighter တအူးတော့ဖြစ်လာနိုင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာရောအဖက်ဖက်မှာပါအောင်လာကပဲတားတယ်လို့မြင်ပါတယ်။အောင်လာအတွက်ယူရှင်အိုဂါမီနဲ့ give to give out တို့လောက်တော့လွယ်ကူမှာမဟုတ်ပေမဲ့လေဒီပွဲမှာအနိုင်ယူရနိုင်လိမ့်မယ်လို့တော့ထင်ပါတယ်။အလဲထိုးဖြစ်မလားတို့မဟုတ်အမတ်နဲ့ဖြစ်မလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါ။ ဒီပွဲဟာဆိုရင်အောင်လာအတွက် Middleweight Champion ပြန်စိန်ခေါ်ခွင့်ကိုအဆုံးဖြတ်ပေးမဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။အရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်တာကြောင့်အမားခံလို့တော့မရပါဘူး။ခြေကြော်လက်ချော်တာဖြစ်သွားခဲ့မယ်ဆိုရင် Champion လမ်းကြောင်းပေါ်ပြန်တက်လာဖို့လွယ်ကူမှာမဟုတ်တော့ပါဘူး။အောင်လာဟာ Vitali Bittis ကိုရှုံးနိမ့်အပြီးမှာ Yushin Ogami နဲ့ Giveto Giveo တို့ကိုအနိုင်ယူထားပြီး Fan Rong ကိုပါထပ်ပြီးတော့အနိုင်ယူခဲ့မယ်ဆိုရင်၃ပွဲဆက်အနိုင်ရတာပါ ါပါဒီလောက်ဆိုရင်တော့ခပတ်လူခွင့်ရဖို့အတွက်တော်တော်လေးလုံလောက်နေပြီလို့ပြောလို့ရပါတယ်ဒါကြောင့်ဒီပွဲနိုင်ရင်တော့အောင်လအနေနဲ့ချန်ပီယံစိန်ခေါ်ခွင့်ကို ရလာမှာတည်ချပါတယ်ရိုင်းနီယာဒီရိုက်တာကိုအနိုင်ယူပြီးမင်ဒဝိတ်ချန်ပီယံခပတ်ပြန်လဲတိမ့်ပိုက်နိုင်ဖို့အတွက်အဓိကလိုအပ်တာကတော့ take down defense ကောင်းဖို့ပဲဖြစ်ပါတယ် ရိုင်းနီယာကတော့သူ့ပုံစံအတိုင်းပဲဝင်လုံးမှာဖြစ်ပြီးတော့ take down defense ကောင်းကောင်းနဲ့ရှင်ထိုးနိုင်မယ်ဆိုရင်တော့ဒီပွဲမှာအောင်လာနိုင်မှာသိချပါတယ်ပရိသတ်တွေကတော့အောင်လာအနေနဲ့ရန်နီယာဒီရိုက်တာစီကနေမှ middleweight champion ခပတ်ပြန်လူဖို့အစဉ်တင်ဖြစ်ပါမလားဆိုပြီးတော့စိုးရိမ်နေကြပါတယ်ဒါပေမဲ့လည်းအောင်လာကတော့သူ့အနေနဲ့ middleweight ခပတ်ပြန်စိန်ခေါ်ခွင့်ရဖို့အတွက်အစဉ်တင်ဖြစ်နေပြီဖြစ်ကြောင်း interview တစ်ခုမှာပြောထားပါတယ်ကျွန် င်တော်က1 championship မှာလွမ်းမိုးနိုင်မှုအရှိဆုံး fighter တဦးဖြစ်ခဲ့ပါတယ်။ကျွန်တော်ကတော့အဆင်ပြေပါပဲ။ Rainier C ကနေမှခပတ်ပြန်စိန်ခေါ်ဖို့အဆင်ပြေဖြစ်နေပါပြီ။ဒါမှမဟုတ်တခြားဘယ် fighter ပဲလာလာအဆင်ပြေပါတယ်လို့အောင်လာကပြောထားပါတယ်။ဆလတ်ပြီးတော့အောင်လာလိုတငယ်ချင်းမျိုးရထားတာတကယ်ကံကောင်းတယ်လို့ပြောလာတယ်။မာတင်မှုရင်ရဲ့အကြောင်းကိုဆက်လက်ပြန်ဆက်ပေးပါပါမယ်။ ဒီလထဲမှာတော့ One Championship ရဲ့15 Night စစ်ပြိုင်ပွဲကိုကျင်းပသွားဖို့ရှိနေပါတယ်။ဒီပြိုင်ပွဲမှာဆိုရင်တော့အောင်လာရဲ့ဘော်ဒါကြီးဖြစ်တဲ့မာတင်ငူယင်ရဲ့သွဲဆိုင်လဲပါဝင်လာမှာဖြစ်ပါတယ်။မာတင်ငူယင်ရဲ့ပြိုင်ဘက်ကတော့အလားအလာကောင်းတဲ့ fighter ရှမေးဂါဇာနော့ပဲဖြစ်ပါတယ်။ရှမေးဂါဇာနော့ဆိုတာကတော့ One Championship နဲ့ပွဲဦးထွက်မှာတင် ဖေရာဝိတ်တန်းရဲ့အဆင့်တစ်ဖြစ်ခဲ့ပူတဲ့ဖိုက်တာခင်ဂျေဝုန်းကိုတော့မှချုပ်ကွက်နဲ့ဆောဆောစီစီပွဲသိမ်းပြနိုင်ခဲ့သူပါ။ဒါကြောင့်အာလုံကရှမေးကာဆောင်တော့နဲ့ပွဲဟာမာတင်ကူရင်အတွက်လွဲကူမှမဟုတ်ဘူးလို့တုံးတက်နေကြပါတယ်။ ရှမေးဂါဇာနော့ဟာဆိုရင်ရှုံပွဲလုံးဝမရှိသေးတဲ့ fighter တူလေးဖြစ်ပါတယ်။စူးစူးပေါင်း73ပွဲထိုးတက်ထားရမှာ73ပွဲလုံးကိုအနိုင်ရရှိထားသူပါ။ရုရှားနိုင်ငံသား PP စံပိုနှစ်ပန်းပိုင်းကိုကျွန်းကျွန်းကြည့်ချင်းရှိပြီး ground fight လည်းအာတန်ပါတယ်။ပြီးတော့ stand fight ပိုင်းကလည်းမညံ့ဘဲနဲ့ well rounded ဖြစ်တယ်လို့တောင်ပြောလို့ရပါတယ်။ဒါကြောင့်သူကမာတင်ငူရင်ကို အခက်တွေ့စေမဲ့ fighter ဆိုတာကတော့တေချာတလောက်ပါပဲ။ ယ်။အောင်လာနဲ့မာတင်ငူရင်တို့ဟာဆိုရင်အရင်ကတည်းကစန်ဖော့ MMA မှာအတူတကွလေ့ကျင့်ခဲ့ကြပြီးတော့တော်တော်လေးရင်းနှီးခဲ့တဲ့မိတ်ဆွေတွေဖြစ်ကြပါတယ်။ One Championship မှာနှစ်ယောက်လုံးနှစ်ထပ်ကွမ်းချန်ပီယံဆိုတဲ့ဂုံပုတ်တွေကိုလည်းပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။မာတင်ငူရင်ဟာဆိုရင်ခပတ်တွေလက်လွတ်ခဲ့အပြီးမှာပဲအောင်လာတို့ရဲ့စန်ဖော့ MMA ကိုစွန့်ခွာခဲ့ပြီးဩစတြေးလျမှာ ပြန်လေ့ကျင့်ခဲ့ပါတယ်။အဲ့ဒီလိုပြန်လေ့ကျင့်အပြီးမှာတော့ဂီရီက ကာရာဘစ်ကိုနိုင်ခဲ့ပေမဲ့လည်းနောက်တစ်ပွဲမှာတော့တက်တစ်ဆာဖိုက်တာလိုင်ယာဖရီမနော့ကိုရှုံးခဲ့ပါတယ်လိုင်ယာဖရီမနော့နဲ့ပွဲအပြီးမှာအောင်လကိုတိုင်ကမာတင်မှုရင်ကိုသူတို့နဲ့အတူ K Cliff FC ဂျင်မှာ ြန်လာလေ့ကျင့်ဖို့အတွက်ဖိတ်ခေါ်ခဲ့ပါတယ်။မာတင်ကိုရင်ကလည်းအောင်လာရဲ့ဖိတ်ခေါ်မှုကိုလက်ခံပြီးနောက်ပွဲအတွက် K-Clip FC မှာ camp ဝင်ပြီးလေ့ကျင့်ခဲ့ပါတယ်။အောင်လာဟာဆိုရင်လာမယ့်ပွဲစဉ်မှာမာတင်ကိုရင်ကိုတန်စကားပေးမှလိုက်ပါကြီးကျက်ပေးဖွယ်ရှိနေတယ်လို့လည်းသိရပါတယ်။မာတင်ကိုရင်ကတော့အောင်လာလိုမိတ်ဆွေမျိုးရထားတာတော်တော်လေးကံကောင်းတယ်ဆိုပြီးတော့ပြောသွားခဲ့ပါတယ်ကျွန်တော်ကံကောင်းတယ်လို့ပြောရမယ် ားလုံးကကျွန်တော်ကိုကူညီကြပါတယ်ကျွန်တော်အောင်လာတို့နဲ့အတူအမေရိကန်မှာလေ့ကျင့်နေတုန်းကဆိုရင်နောက်ကနေကျွန်တော်ရဲ့ဇနီးတွေကလည်းမိသားစုကိစ္စတွေအတွက်ကြေပွန်အောင်ဆောင်ရွက်ပေးနေပါတယ်။ပြီးတော့အောင်လာတို့မိသားစုလည်းကျွန်တော်အပေါ်တော်တော်လေးနှွေးထွေးကြပါတယ်။ အောင်လာလိုတငယ်ချင်းမျိုးရထားတာကျွန်တော်တကယ်ကိုကံကောင်းပါတယ်ဆိုပြီးတော့မာတင်ငွေရင်ကပြောသွားခဲ့ပါတယ်။အောင်လာကလည်းသူ့ရဲ့ဘော်ဒါကြီးမာတင်ငွေရင်ဟာအပြင်းအထန်လေ့ကျင့်နေပြီးတော့အကောင်းဆုံးပုံစံနဲ့ပြန်လာလိမ့်မယ်လို့လည်းမှတ်ချက်ပေးထားခဲ့ပါတယ်။ကျွန်တော်လည်းဒီအချိန်လေးဆိုးတွေကိုကြော်ဖြတ်ခဲ့ရပါတယ်။ ကျုံပွဲတွေဇက်တိုက်ကြုံခဲ့ရတယ်။မာတင်လည်းအခုအဲ့လိုပါပဲ။ဒါပေမဲ့တူအပြင်းအထန်လေးကျင်းနေပါတယ်။အကောင်းဆုံးပုံစံနဲ့ပြန်လာပါလိမ့်မယ်။ကျွန်တော်လည်းသူနဲ့အတူရှိနေမှာပါလို့အောင်လာကလည်းပြောသွားခဲ့ပါတယ်။ဆက်လက်ပြီးတော့ Conor McGregor ကိုစင်ခေါ်ထားတဲ့ Josh Masvidal ရဲ့အကြောင်းကိုဆက်လက်တင်ဆက်ပေးရမှာဖြစ်ပါလေ။ UFC ဟာ George Masvidal နဲ့ Gilbert Burns ကိုပွဲတည်ပေးထားပြီးဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ UFC 287ပြိုင်ပွဲမှာထိုးတက်သွားကြမှာဖြစ်ပါတယ်ဒီတွဲဆိုင်ဟာပရိတ်သတ်စိတ်ဝင်စားနေတဲ့တွဲဆိုင်တွဲဆိုရင်လည်းမမားပါဘူး George Masvidal ဟာဆိုရင်နောက်ပွဲအတွက်ပြိုင်ဘက်ရထားပြီဆိုပေမဲ့လည်းတခြားဖိုက်တာတဦးကိုစိန်ခေါ်မှုတွေပြုလုပ်နေပါတယ်သူစိန်ခေါ်နေတဲ့ဖိုက်တာကတခြားသူတော့မဟုတ်ပါဘူး UFC ရဲ့ဒိတ်ဒိတ်ကျဲဖိုက်တာကြီး Conor McGregor ပဲဖြစ်ပါတယ် ကော်နာမက်ဂရီဂါဟာဆိုရင် UFC ရဲ့ပုံရိပ်အမြင့်မားဆုံးဖိုက်တာလို့ပြောရင်လည်းမမှားပါဘူး။စွမ်းဆောင်ရည်ကြနေပြီဖြစ်ပေမဲ့လေပရိတ်တအားပေးမှုကတော့ရော့ကြမသွားပါဘူး Dusty Faria နဲ့ထိုးတက်ခဲ့တဲ့ပွဲမှာ ရခဲ့တဲ့ခြေထောက်ကျိုးတန်ရာကြောင့်အခုထက်ထိပွဲပြန်မထိုးရသေးပါဘူးကော်နာထိုးတက်တဲ့ပွဲတွေက ပရိတ်တအားပေးမှုများသလို PPV ရောင်းအားလည်းကောင်းပါတယ် အဲ့ဒါကြောင့်ကော်နာရဲ့ပြိုင်ဘက်တွေကလည်းထိုးဂျေးတွေ PPV ဂျေးတွေရပြီးငွေထုတ်ပိုက်နိုင်ကြပါတယ်ဒါကဖိုက်တာတွေပါလို့ကော်နာမက်ဂရိတ်ကနဲ့ထိုးတက်ချင်နေရတဲ့အကြောင်းပြချက်ပဲဖြစ်ပါတယ်ကျွန်တော်ကကော်နာနဲ့ထိုးချင်တယ်ဒါပေမဲ့တူဘက်ကထိုးချင်ပုံမပေါ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ကတူထက်ခန္ဓာကိုပုံကြည့်ပြီးပုံမြန်တယ် ကျွန်တော်သူ့ကိုရှယ်ပြင်းနိုင်တယ်ဆိုတာသူရောကျွန်တော်ရောသိတယ်အဲ့ဒါကသူ့အတွက်မကောင်းဘူးဆိုပြီးကော်နာမက်ဂရီဂါကစင်ခေါ်သွားခဲ့ပါတယ်ကော်နာမက်ဂရီဂါဟာဒီနှစ်ဦးပိုင်းမှာပဲပွဲပြန်ထိုးတက်မယ်ဆိုပြီးတော့ပြောထားပါတယ်ဒါပေမဲ့လည်းလက်ရှိအခြေအနေထိတော့ကော်နာကိုပွဲမတည်ပေးထားရသေးပါဘူးဂျော့မတ်စပီတဲ့အပြင်ဒူနဲ့ထိုးတက်ချင်တယ်လို့စင်ခေါ်ထားတဲ့တခြားဖိုက်တာလည်းအမြောက်များရှိပါတယ်ဘယ်ဒူနဲ့ဘယ်အချိန်တွေမှာပွဲဖြစ်လာမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရအောင်ပါ ါဟုတ်ဟုတ်ကဲ့ပါဗျာနောက်ဆုံးရရှိထားတဲ့ MMA သတင်းတွေကိုစုစည်းတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲအပိပါကြတဲ့ပရိသတ်အဟုတ်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ကြောင်းပြောဆိုရင်းတို့ရဲ့ channel လေးကို like and subscribe အပြင် share ပေးသွားကြဖို့လည်းတောင်းဆိုလိုက်ပါတယ်ဆက်ပြီးမဲ့ video တွေမှာပြန်ဆောင်ပေးကြပါမယ်